မင်္ဂလာပါရှင်2025ခုနှစ်မေလ16ရက်နေ့ရက်နေ့လည်ခင်းသတင်းတွေကိုကျွန်မစူစီနဲ့အတူကိုရန်တို့ကနေပြီးတော့စူစီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အဲ့တော့ပြည်သူပေါင်းကိုဒေါ်လာနေ့လည်ခင်းပါလို့နှုတ်ဆက်တော့ပါတယ်။ဒီကနေ့နေ့လည်ခင်းမှာတော့ကျွန်တော်တို့အာရ1000ဇာတ်ကောင်းတဲ့သတင်းတွေနဲ့စတင်ရမှာပါ။ဘာကြောင့်လဲဆိုရင်ပါတီတို့ကကရင်တပ်ဖွဲ့တွေကကရင်နယ်နဲ့ပူးပေါင်းတပ်ဖွဲ့တွေကထိုင်းမြန်မာနယ်စပ်ကအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ရဲ့စခန်းတစ်ခုကိုထပ်ပြီးတော့ တင်းလေးပြန်ပါပြီဒါတော့မော်ကဝီလေးလို့ခေါ်တဲ့စရှုံးကောင်စီရဲ့စကမ်းမှာအဲ့တော့ဒီသတင်းကိုစူဒီကစတင်ပြီးတော့နှက်ဆက်ပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကိုရရေကရင်ပြည်နယ်ပိုင်ကြုံမြို့နယ်မှာရှိတဲ့မော်ကဝီလေးစစ်ကောင်စီတပ်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့ပူးပေါင်းတပ်တွေကဒီကနေ့မေလ16ရက်နေ့မနက်6:00နာရီအချိန်မှာတင်ပတ်ရရှိခဲ့တယ်လို့ဒီကင်း တဲ့ရင်းမြစ်တွေကနေပြီးတော့သိရှိရပါတယ်ဟုတ်ကဲ့ပါအစိုးရပဲရှိတယ်ကျို့ဆိုအဲ့ရတော့မလို့သေးဘူးဒီမှာတကယ်တခုသိပြီနေကြပါပြီဟုတ်ကဲ့ပါတက်ပြီးတော့ပြောပြပေးပါဦးဟုတ်ကဲ့ပါမြန်မာထိုင်းနယ်ဇာတ်ဒီတောင်ရင်းမြစ်နဲ့ guide 90တတာလောက်သာဝေးတဲ့နေရာမှာရှိတဲ့ဒီစစ်ကောင်စီတက်စခန်းမှာခလာရ24ကစခန်းထိုင်နေတာဖြစ်ပြီးတော့ KNL ပူးပေါင်းတပ်တွေကမေလ15ရက်နေ့မှာ sniper တွေ drone တွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အတွက်ဒီစခန်းတွင်းကနေစစ်ရုံးကောင်စီတပ်သားတွေမလင်းနိုင်တော့ဘဲနဲ့ ထွက်ပြေးခဲ့ရတယ်လို့သိရှိရပါတယ်။ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဒီလက်နက်ခဲယမ်းတွေမတင်ဆောင်နိုင်တဲ့အတွက်ကင်းတလီပူပေါင်းတပ်ဖွဲ့တွေကစခန်းငုံရှင်းလင်းတဲ့အခါမှာလက်နက်တွေကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကလည်းဒီစခန်းမကျဖို့အတွက်တိုက်လေယာဉ်တွေနဲ့ဘုံကျဲတိုက်ခိုက်နေတာကြောင့်ဒေသခံတွေကအသက်အန္တရာယ်လွတ်မြောက်ရေးအတွက်ထိုင်းဘက်ကိုဆက်ရှောင်ထွက်ပြေးကြရတာအယောက်၄၀၀ကျော်လဲရှိနေပြီဖြစ်ပါတယ်။ထိုင်းနယ်စပ်နဲ့ကပ်နေတဲ့မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိုင်းစစ်တပ်ကလည်းအနီးကပ်စောင့်ကြည့်နေတယ်လို့သိရပါဗျ။ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်ကဒီတပ်မကွန်တပ်မ6ဗတ်ဒီမှာရှိတဲ့စခန်းတွေကိုနယ်စပ်မြင်းတောက်လျှောက်မှာထိုင်းချထားတဲ့အချမ်းဘတ်စစ်ရုံးကောင်စီတပ်ရဲ့စခန်းတွေကိုကရင်တပ်ဖွဲ့တွေနဲ့တွန်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကတောက်လျှောက်ကိုသိမ်းယူနေတဲ့သတင်းဖြစ်ပါတယ်။အရင်ရက်ကဆိုရင်ကျွန်တော်တို့ပုံဒီမှာတွေ့ရမှာပါ။ငါမသိငါစခန်းမကြစေရမစုတ်တမ်း ခန်းစစ်စခန်းဆိုပြီးတော့ဒီတက်သားဗျာကြီးတွေမှာစိုင်းဘုတ်ကြီးတွေရေးထားတဲ့အကြံပတ်စစ်ရှုံးကောင်စီတပ်ဖွဲ့တွေဟာစာသားနဲ့ဖြောင်းမြန်သူတို့ရဲ့ခေါင်းဆောင်ကြီးဘတ်ဘတ်ကြီးလိုပဲအပြစ်ခတ်ရက်တယ်ဆိုပြီးတစ်ဖက်မှာနောက်လျှောက်ပြစ်နေတယ်လို့ပဲမဆုတ်တမ်းခန်းစစ်စခန်းဆိုသိကြတယ်အဲ့ဒါဆုတ်ပြီးတော့တစ်ချက်တနက်သုံးလေးချက်လောက်ပေါက်လိုက်တာနဲ့ဆုတ်ပြီးတော့ထိုင်းမက်ကိုပြေးတော့တာပဲအဲ့တော့ငါမသိငါစခန်းမကြသေးရဆိုတဲ့အတိုင်းစာသားနဲ့ဖြောင်းမြန်စခန်းတွေလေတစ်ခုပြီးတစ်ခုကြနေတာတော်လိုင်းတက်ဖွဲ့တွေ အနိုင်ရနေတာစကန်းနေသိမ့်နေနိုင်တာကိုကျွန်တော်တို့ဒီရက်တွေပိုင်းအတွင်းမှာအဲဒီရက်ပိုင်းတွေမှာဝမ်းသာအားရတွေ့မြင်ရတဲ့သတင်းတွေဖြစ်ပါတယ်အဲ့တော့ greeny data ဘက်မှာ shangreeny နေဆက် movie ရ data ဘက်မှာလည်းအင်အား600လောက်နဲ့စပိုးစစ်စင်လာတဲ့အချမ်းဘတ်ဆက်ရှုံးကောင်စီတက်ဘက်က23ဦးတည်ပြီးတော့အလင်းဝင်သူစစ်သား16ဦးရှိတယ်စစ်သား3ဦးကိုတော့အရှင်တုံမှန်းဖြစ်နေ ဖမ်းမိတယ်လို့သိရပါတယ်ကရနီဘက်ကတိုက်ပွဲတွေကလည်းတကယ့်ကိုအားရတရားကောင်းနေပါပြီရှမ်းပြည်နယ်နဲ့ကရနီအဆက်ဒီမိုးပြဲမြို့နယ်ဟိုအချမ်းဘတ်စစ်ရှုံးကောင်စီတပ်ဘက်ကနေပြီးတော့အင်အား600ကျော်လောက်နဲ့ထိုးစစ်ဆင်လာပြီးတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာစစ်ရှုံးကောင်စီတပ်ဘက်က23ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် view ဟာအမှတ်1ရဲ့ကျိုးရေးဆိုခွင့်ရှိသူကပြောပြထားတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်အခု မေလ6ရက်နေ့ကနေစတင်ပြီးမေလ16ရက်နေ့အထိအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကပြည်သူစစ်တွေဘက်က PLO တပ်တွေနဲ့ပူးပေါင်းပြီးတော့အင်အား600ကျော်နဲ့ဂုံကြောင်းရေကြောင်းကနေတဆင့်တော်လိုင်းရေးတပ်တွေထိ ंछ ုပ်ထားတဲ့မိုးပြဲမြို့တဲကိုဖိုးစစ်ဆင်နေတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီဆက်ရှုံးကောင်စီကမိုးပြဲမြို့တွင်ကိုစစ်ကြောင်းတစ်ခုမိုးပြဲကုန်းသာစစ်ကြောင်းနဲ့ဖေကုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်အဆက်ကိုစစ်ကြောင်းတစ်ခုစုစုပေါင်းစစ်ကြောင်း၃ကြောင်းနဲ့တပြိုင်နက်တည်း process တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ အဲ့လိုမျိုးမိုးပြဲမျိုးကိုနောက်တစ်ခါငောင်ရွှေမျိုးနဲ့ပဲကုံမျိုးနဲ့အဆက်ရေဘူးကြေးရွာစွန့်ဆွဲကြေးရွာနဲ့လွယ်လုံကြေးရွာဘက်ကတစ်စက်ထိုးစစ်ဆင်လာတဲ့စကြောင်းကိုပြည်သူ့ကော်မတီတက်မတော်ရှမ်းတောင်ဂရင်းဒီစစ်တိုင်းဒေသဒီရှမ်းတောင်စစ်ဒေသကွယ် PDF ဘူဟာအမှတ်၁ရဲ့စီမံကုကဲရေးအောက်မှာရှိတဲ့ PDF အမှတ် P3 1006တက်ရင် P3 1009တက်ရင်ပြားတိကျောင်းလူကဆက်ရက်တာ ခုခံတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲတွေမှာအကြမ်းဖက်ဆက်ရှုံးကောင်စစ်တပ်ဤသူစစ်တဲ့ PNO ဘက်က18ဦးထပ်မံတည်ဆုံးခဲ့ပြီးဒဏ်ရာရရှိသူများပြားကြောင်းအဲ့ဒီစစ်ကြောင်းရဲ့ထိုးစစ်ကိုတော်လိုင်းရေးတပ်တွေကဟန်တာနိုင်ခဲ့ကြောင်းသိရှိရတာဖြစ်ပါတယ်ကျွန်တော်တို့အရင်ရက်ကပြောခဲ့သလိုပဲမြေပြင်ကတိုက်တဲ့လောက်ခြစ်တက်ခဲ့တန်ချက်ကားကားပဲဖြစ်တင့်ကားပဲဖြစ်ရာနဲ့ထောင်နဲ့ခြစ်တက်ခဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကမမှုပါဘူး တို့အောင်စီရစကြောင်း green ဘက်မှာရှိတဲ့အောင်စီရစကြောင်းကိုကြည့်မလားအခုရှမ်း green နီနေဆက်ကခု600ကျော်900နီးပါးလောက်နဲ့တက်လာတဲ့စကြောင်းတွေကိုကြည့်မလားမြေပြင်ကဆိုရင်တော့ဒိုးစစ်ကြိုက်တလို့ဆင်ပါစေဒေါ်လာရေးတက်ဖွဲ့တွေကလက်တံပြောင်ပြောင်နဲ့ယောက်ျားပြည်ပြည်သားတိုက်ပွဲဝင်နိုင်တဲ့အည်သွေးရှိနေပါပြီအဲ့တော့နောက်ထပ်စစ်ရုံးကောင်စီတက်တဲ့ PNU ပူပေါင်းစစ်ကြောင်းရဲ့တိုက်ခိုက်ရေး drone ကြီး20ကိုလည်းဒေါ်လာရေးတက်တွေကပြစ်ခတ်နိုင်ခဲ့ကြောင်းသိရှိရပါတယ် လာလူဝဲမိုးပြင်းမြို့တဲကိုထိုးစစ်ဆင်လာတဲ့စစ်ရုံးကောင်စီတပ်စစ်ကြောင်းနဲ့တော်လိုင်းကြီးတက်ကြမှာမေလ3ရက်နေ့တိုက်ပွဲတွေပြင်းပြထန်ဖြစ်ပွားခဲ့ပြီးစစ်ရုံးကောင်စီတပ်ဘက်က9ဦးထက်မနည်းသေဆုံးခဲ့ပြန်ပါတယ်စစ်ရုံးကောင်စီတပ်ဘက်ကဒဏ်ရာရရှိသူအများပြားရှိပြီးခမရ4နှစ်နှစ်တိုင်းရင်စခန်းကိုပြန်လည်ဆုတ်ခွာဖို့အတွက်စစ်ရုံးကောင်စီတပ်ဘက်ကလက်နက်ကြီးအစိမ့်ဝေဘုံတွေအလို့ကျွန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဲ့နောက်မှာတော့ပြန်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်တော်လိုင်းတပေါင်းစုတွေဘက်က ဒီစစ်ကြောကောင်စီတက်ရဲ့ MA3 တနက်3လက် MA1 တနက်2လက်စုစုပေါင်းတနက်4လက်အပေါင်းဝင်ခဲရန်နေလေးဒိန်းစီရရှိခဲ့တာကိုကျွန်တော်တို့ရုပ်ပုံတွေမှာတွေ့မြင်ရပါတယ်။ဒါပြင်အလင်းဝင်လာတဲ့ပြည်သူစစ်16ဦးရှိကြောင်းသိရှိရပါတယ်။အလင်းဝင်လာတဲ့အတွက်ကြိုးစားပါတယ်။မြန်မြန်အလင်းဝင်ရင်အမောင်ကိုစွန့်ခွာပြီးတော့အလင်းဝင်ရင်အလင်းရရှိမှာဖြစ်ပါတယ်။အသက်ချမ်းသာပြီးမိသားစုတွေနဲ့ပြောပြောရှင်းရှင်းပြန်လဲဆုံးတွေ့ခွင့်ရနိုင်မှာပါ။အလင်းဝင်တဲ့သူတွေအတွက်ကတော့ဘဝအေးချမ်းပြီလို့ဆိုရမှာပါ။ အဲ့တော့မိုက်ဆက်ဆက်ခင်းပြီးတော့အမောင်ဘတ်ချမ်းမှာပဲဆက်ပြီးတော့နေတဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုပြည်သူစစ်လို့ခေါ်တဲ့ပါတာဆတွေကိုနောက်တစ်ခါပီအန်နိုပအုပ်အဲ့ဒီဒေတာမှာပဲကို့လူမျိုးကို့နေပြည်ခံဒေတာခံတွေကိုအနိုင်ကျင့်စော်ကားအတင်းအကျပ်တကယ်ကိုဖိနှိပ်ဂုံသွေးစုပ်နေကြတဲ့သူတွေကလည်းစစ်ရှုံးကောင်စီတပ်မီးတူအဲ့လိုမျိုးခု23ဦးထဲမှာဘယ်နှကောင်တော့ ေဆုံးတဲ့23ရက်နေ့မှာမတက်ကောင်းတော့ပါသွားပြီလည်းမသိဘူးအဲ့တော့နောက်ထပ်မေလ14ရက်နေ့ဘူးပြမြို့တိုင်ပွဲတွင်မှာလည်းဂျမ်ဘတ်စစ်ရှုံးကောင်စီတပ်ကဓာတ်ဥအစိတ်ဘုံတွေအုံပြုပြီး drone နဲ့ကျက်ထားတာတွေလက်နက်ကြီးနဲ့ပစ်ကတ်ထားတာတွေကိုအလုံးကျုံလုဆောင်ပေးကြကြောင်းသိရပါတယ်အဲ့တော့ဓာတ်ဥစိတ်ဘုံတွေသုံးတာကြားပါပြီတိုက်ပွဲတိုက်ပွဲတိုင်းဒီပါအုံပြုပါတယ်မေလ14ရက်နေ့တုန်းကအခါတိုင်းထံအလုံးကျုံလုပြလာတာပါ drone နဲ့ချတဲ့လင်းရင်တော့မလာဘူးလက်နက်ကြီးနဲ့ပစ်တယ်လမ်းကျောတိုက်ပွဲကပြင်းထန်နေတော့မှာပဲ ဲ sorry လက်ရှိတိုက်ပွဲကပြည်ထောင်နေတော့မှာပဲလို့မိုးပြပီဒီရဲ့တပ်ဖွဲ့တာဝန်ရှိသူတို့ကအခြေအနေကိုအသေးစိတ်ရှင်းပြပါဗျာအဲ့တော့စစ်ရုံးကောင်စီဘက်ကတော့အစိမ့်ဝေဘုံရောနိုင်ငံတကာကတားမြစ်ထားတဲ့ဒီလက်နက်တွေကလစတာဘုံတွေလိုမျိုးလင်ပေါ်နေပြီးတော့ဒီဒီဘုံတွေဆိုလို့ရှိရင်နိုင်ငံတကာကနေပြီးတော့တားမြစ်ထားတယ်ဒါတွေလုံးဝအသုံးမပြုရဘူးဆိုပြီးတော့ပြင်ပြင်ထားတဲ့ဘုံတွေဒါပေမဲ့စစ်ရုံးကောင်စီကတော့အဲ့လိုမျိုးအဲ့ဒီ စောင့်ထိရမယ်ဟာဒီသာစောင့်ထိမယ်စောင့်ထိနဲ့ကျင့်ဝတ်တာရှိမယ်ဆိုရင်ခုလိုမျိုးကိစ္စတွေတော့ဖြစ်ပေါ်လာနေတာအကြောင်းမရှိပါဘူးအဲ့တော့ဘာမှစောင့်စည်းမှုစောင့်ထိမှုမရှိတဲ့စစ်ရှုံးကောင်စီကတော့ဘယ်နေရာမှာပဲဖြစ်ဖြစ်တားမြစ်ထားတဲ့အကြောင်းအရာတွေကိုဇက်တိုက်ကျူးလွန်နေမှာပါပဲအခုတော့မှသူတို့နျူကလ িয়ার နဲ့ပတ်သက်တဲ့ swine ဆိုပြီးချိန်ပြီးတော့စူးစမ်းနေတာရှိပါတယ်ဒါတွေကလည်းကျွန်တော်တို့အနေနဲ့သိကြီးတဲ့အရာတွေပါဒါကတော့ကျွန်တော်တို့ရှမ်းကရင်နီမြေဆက်မှာဖြစ်ပွားတဲ့တိုက်ပွဲတွေအကြောင်းအရာကိုကျွန်တော် ဆူကြီးတက်ဆက်ပေးရတာဖြစ်ပါတယ်နောက်ထပ်ဘာတွေများသတင်းထူးသေးထူးသေးပါတယ်ဆူကြီးကဆက်ပြီးတက်ဆက်ပေးပါဦးဟုတ်ကဲ့ပါကိုရီးယန်ရေနောက်ထပ်သတင်းတစ်ပုဒ်ကကြတော့ဒီစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကိုလင်ညာပေးနေတဲ့ဒီစစ်တပ် lobby တွေကိုထိရောက်ထိရောက်စွာအရေးယူမယ်လို့ NUG ကထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့စစ်ကောင်ဆောင်တွေအမိတ်ပေးစစ်ခိုင်းတဲ့အရာရှိတွေလက်တွေ့လောက်ကင်ဆောင်ရွက်သူလေရင်မှုတွေတပ်ဖွဲ့ဝင်တွေ တန်ဖိုးကူညီအားပေးအားမြောက်ပြုနေတဲ့သူတွေနဲ့ဒီတည်မောက်ကိုဖုံးကွယ်လင်ညာပေးနေတဲ့စစ်တပ် lobby တွေအားလုံးကိုဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ရန်ဆောင်ရွက်နေတယ်လို့ဒီအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကဒီကနေ့16ရက်နေ့မှာပဲထုတ်ပြန်လိုက်ပါတယ်။ဟုတ်ကဲ့ပါ။ပြီးခဲ့တဲ့မေလ12ရက်နေ့ကဒီစကိုင်းတိုင်းဒပေးမှာဖြစ်ပွားသွားတဲ့ဒီအိုထင်းတွင်းကျေးရွာမှာရှိတဲ့စာတင်ကျောင်းကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းသားကျောင်းသူ22ဦးနဲ့ဆရာမ နှစ်ဦးသေဆုံးခဲ့ရပြီးတော့တရားကြောထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်လည်းလွန်စွာဝမ်းနဲ့ကြေကွဲရပါတယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ဒါပြင်မေလ23ရက်နေ့မှာလည်းရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ထိုးရွေကြေးရွာဟောင်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရကလေးငယ်တွေအပါအဝင်ပြည်သူ12ဦးသေဆုံးပြီးတော့23ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မေလ12ရက်နေ့20မေလ12ရက်နေ့23ရက်နေ့ကြားမှာနင်းမူမန်တုံ မိုင်းငော့နောင်ချိုမုံကုတ် ဝက်လက်ရွှေဘူးနဲ့ဒီရွှေကျင်မြို့တွေမှာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေတေဆုံးခဲ့ရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ယခုလက်ရှိ UNG ကနေပြီးတော့စုစည်းထားတဲ့အကြမ်းလက်တွေအရ2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေ2025ခုနှစ်မေလ12ရက်နေ့အထိဒီရန်ကုန်နဲ့မြပြည်တော်ကလွဲပြီးတော့ပြည်နယ်နဲ့တိုင်း73ခုတွေမှာလေကြောင်းတိုက်ခိုက်မှုတွေ1696ခုပြုလုပ်ခဲ့တာကြောင့်ပြည်သူ3043ဦးသေဆုံးခဲ့ရပါတယ်။ တေဆုံးသူတွေရဲ့အသက်အပိုင်းခြားကတော့အသက်16နှစ်အောက်ကလေး440တအူးပါဝင်ခဲ့ပြီးတော့စာတင်ကျောင်း240ဆေးရုံစည်းကမ်း96ခုနဲ့ဘာသာရေးအဆောက်အအုံ435ခုလည်းပြည့်စည်ခဲ့ရပါတယ်။ဒါပြင်စစ်ကောင်စီကဒါအပြည့်ရက်ဇေယျတင်ညာချက်ကိုသူကဟန်ပြထုတ်ထားပေးမယ်လေဒီလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတိုက်ခိုက်မှုတွေနဲ့လူအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုနေ့စဉ်ကျူးလွန်နေပါတယ်။အဲ့ဒီလိုကျူးလွန်မှုတွေကိုဒီ MRTV မြဝတီတို့ရဲ့ lobby channel တွေပဲပြောရမှာပေါ့သတင်းဌာနတွေကနေပြီးတော့သတင်းမားတွေကိုဖုံးကွယ်ပြီးတော့မဟုတ်ပုံမှန်မှားဘူးဆိုပြီးတော့ထုတ်လွှင့်နေအဲ့ဒီစစ်တပ်ပြီးရခါကြလို့ရှင်ဒီစစ်တပ် lobby တွေကိုလည်းငွေပေးပြီးတော့ပတ်စံတွေပေးပြီးတော့ဒါသတင်းမားပါသတင်းတူပါဆိုပြီးတော့ပြောခိုင်းတာမျိုးတွေရှိပါတယ်အဲ့ဒီအချက်အလက်တွေကိုဖုံးကွယ်ဖို့စ조사နေတာကိုလည်းဒီ NGO ကနေပြီးတော့ထောက်ပြထားပါတယ်စစ်ကောင်စီကကျွလွန်ခဲ့တဲ့ဖြစ်စဉ်တွေကိုမှန်ကန်တဲ့အချက်အလက်တွေကိုပြည်သူလူထုထံပေးပို့ပေးနေတဲ့ဒီ အမီကိုကင်းတဲ့သတင်းမီဒီယာတွေသတင်းသမားတွေအားလုံးကိုလည်းပြည်သူလူထုကိုစား NUG ကကျေးဇူးတင်ပါတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့အချက်လက်အတိအကျနဲ့ကို NUG ကပြည်သူထားတဲ့အချက်လက်တွေရကျွန်တော်တို့နေချောင်းတိုက်ခိုက်မှု1689ခု1600ကျော်1600ကျော်ဆိုရင်တစ်ခေါက်တစ်ခေါက်နေချောင်းကျဲလို့ရှင်လင်းစီအတုံးစရဲ့ကျဲချတဲ့ဘုံကြီးတွေအမြောက်ဆန်တွေရဲ့ကုန်ကြငွေဒါတွေကတချမ်းနိုင်ပြီးပန်းနာတွေ ဘယ်လောက်ဒီဆုံးရှုံးနေရလဲဆိုတော့ကျွန်တော်တို့ဒီ2023ခုနှစ်ကနေ2025ဒီကာလအပိုင်းချမှာဘူး2000နီးပါးဒီအချိန်ရ2000နီးပါးဒီသုံးရမယ်ငွေကြေးပမာဏပါအကြောင်းနေဆေးုံနေဖွံ့ဖြိုးတိုးတက်ရေးတွေအတွက်သုံးပြမယ်သာဆိုရင်တိုင်းပြည်ကဘယ်လောက်ထိတော်တဟုန်လို့ထုတ်တယ်မယ်ဒါကတစ်ပိုင်းနောက်တစ်ပိုင်းကကြတော့အဲ့လိုမျိုးကျဲချတဲ့အတွက်ပြည်သူတွေထဲမှာကျွန်တော်3000ကျော်တည်ဆုံးရတယ်3000ကျော်ထဲမှာမတကယ်အပူညွန့်လေးတွေကလေးငယ်လေးတွေအသက်မပြည့်သေးတဲ့ကလေးငယ်လေးတွေ ၄ရာကျော်၅ရာဝန်းကျင်သေရတယ်တခြားအပြစ်မဲ့တဲ့ပြည်သူလူထုတွေဖိုးဖွားတယ်ပညာရှင်တွေအဲ့ဒီထဲမှာဆရာဆရာမတွေပါမယ်ဆေးရုံတွေကျတဲ့ခါမှာဒီဆရာဝန်ဒေါက်တာတွေ nurse မတွေပါမယ်အဲ့တော့တိုင်းပြည်ရဲ့တကယ်အခုအညွန့်နေပညာတတ်လူလန်းသားတွေအေးကြမ်းကြမ်းနေတဲ့ပြည်သူလူထုရဲ့အသက်တွေတော်တော်လေးကိုဆုံးရှုံးနေရပါပြီအဲ့တော့ဒါမျိုးတွေကိုမျက်မြင်ကိုတွေ့ရုပ်တံတွေနဲ့ဒီထက်မက မကြည့်ရနိုင်စရာတချို့ဆိုရင်ခေါင်းကဒီဥကောင်းခွန်လေးချပေါ်တဲ့အထိလက်တွေပြတ်ထွက်တဲ့အထိအသားစားတွေပြတ်ထွက်တဲ့အထိခန္ဓာကိုယ်စိတ်ပိုင်းတွေကိုဒီအပြည့်အစုံကြားထဲမှာလိုက်ရှာတဲ့အထိရုပ်ပုံတွေရုပ်သံမှတ်တမ်းဗီဒီယိုတွေဒါတွေကိုခုဆိုရှယ်မီဒီယာအွန်လိုင်းခေတ်မှာမျက်ဝါးထင်ထင်မြင်တွေ့နေရသည့်တိုင်အောင်အရှက်မဲ့စွာရောက်ပြီးတို့မြမအတန်တို့တို့ရဲ့လက်ကင်ဝါရဖြတ်နေ channel တွေနောက်တစ်ခါတို့ရဲ့ဘောဆွဲဘောမာတွေ ဒဇင်ဦးတို့လို့ကျော်စိုးဦးတို့ဇော်ဖုံးသိန်းတို့အများကြီးရှိပါသေးတယ်ဟိုအများကြီးပဲဟိုသူတို့ဟာကြီးအကုန်လုံးကိုလိုက်ပြီးတော့မစည်းစစ်နိုင်ဘူးလို့အဲ့ဒီလိုမျိုးလူတွေကနေတဆင့်မျက်နှာပြောင်ပြောင်ပြောင်တင်းတင်းကိုစစ်ရှုံးကောင်တွေကသူတို့စစ်တပ်ကကျဲတာမဟုတ်ပါဘူးစစ်တပ်ကလူတို့ပေါ်မှာဘလို့စေတနာထားပါတယ်ပညာရေးအတွက်ဘာတွေလုပ်ပေးနေပါလဲစစ်တပ်ကလုံးဝမကျဲပါဘူးဆိုပြီးတော့ပြောင်းလင်းပြောင်းစားညင်းကြတဲ့သူတွေအဲ့လိုညင်းကြထုတ်တဲ့သူတွေကို AUG ကလောလောဆယ်ကာလမှာတော့ ူတို့သွားဖမ်းလို့တော့မရသေးဘူးနင်မြေပိုင်ဆိုးမှုချင်းကြီးရဒါပေမဲ့မှတ်တမ်းတင်ပြီးတော့သူတို့ကိုအရေးယူနိုင်ဖို့အတွက်ပြုစုထားတယ်ဒီလိုမျိုးထုတ်ပြန်ချက်ထုတ်တယ်ဆိုတာကျွန်တော်တို့ကြိုဆိုရမယ့်ကိစ္စပါနောက်တစ်ချိန်မှာနင်မြေဆိုးမှုတွေရလာပြီးတော့ဒီလိုမျိုးပြည်သူလူထုကိုလိန်ညာပြီးတော့တရင်အမှန်တွေကိုဖုံးကွယ်ခဲ့တဲ့သူတွေကိုလည်းအပြစ်ပေးအရေးယူမယ်ဆိုတာသိရတော့ကျွန်တော်တို့ဝမ်းသာပါတယ်အဲ့တော့ဒီကနေ့နေ့လည်ခင်းမှာနောက်ဆုံးတွေ့ရတဲ့တရင်တစ်ပုဒ်ကအကြမ်းဖက်ဆက်ရှုံးကောင်စီကြောင့်တည်ဆုံးခဲ့ရတဲ့ရခိုင်ပြည်သူတွေ အတွက်မိသားစုနဲ့အတူထပ်တူဝန်ရေရကြောင်းအေဘက်ကနေပြီးတော့ပြောဆိုလာပါတယ်အနာသိစေရှုံးကောင်စီကလေချောင်းတိုက်ခိုက်မှုကြောင့်ခုရပိုင်းတွင်မှာကျွန်တော်တို့သိကြတဲ့အတိုင်းရခိုင်ပြည်နယ်ဘက်မှာလည်းရသေးတော့နောက်တစ်ခါကြောက်တော်နဲ့ဒီဒေသတော်တော်များများမှာလေချောင်းတိုက်ခိုက်မှုတွေကြောင့်ရဲသားပြည်သူ16ဦးသေဆုံးပြီးတော့35ဦးထပ်မင်းဒဏ်ရာရရှိပါတယ်ဒါ2ရက်3ရက်အတွင်းကိုလူ20လောက်သေဆုံးပြီးတော့ဒီ30လောက်ဒဏ်ရာရတယ်ဖြစ်စဉ်ပ ဲ့တော့တင်းဆုံးတိကျတဲ့ဒဏ်ရာရရှိသူတွေအတွက်မိသားစုဆွေမျိုးတွေနဲ့ထပ်တူဝန်ထဲရကြောင်းအရက်ခတ်တို့အေအေကမနေ့ကမေလ15ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လာတာကိုတွေ့ရပါတယ်အသက်ဆုံးရှုံးခဲ့ရတဲ့မိဘပြည်သူလူထုတွေရဲ့မိသားစုဆွေမျိုးတွေနဲ့ထပ်တူဝန်ထဲရပါတယ်လို့အေအေကထုတ်ပြန်ကြမှာဒီလင်းပြောဆိုရေးသားထားပါတယ်ရခိုင်ပြည်သူတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်နေတဲ့ဆွေရှုံးကောင်စီရဲ့လုပ်ရက်တွေကိုမှတ်တမ်းတင်ထားပြီး နိုင်ငံတကာအဖွဲ့အစည်းတွေထံကိုပေးပို့သွားမယ်လို့အေကဆက်ပြီးလို့ပြောပါတယ်။အပြစ်မဲ့အရက်သားရခိုင်ပြည်သူတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်တာဆေးရသွေးမှုတွေကိုနိုင်ငံနဲ့နေတင်ရက်သက်ကျူးလွန်နေတဲ့သရှုံးကောင်စီရဲ့ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေတဲ့လုပ်ရက်တွေကိုပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းလဲအေကပြောဆိုပါတယ်။အဲ့ဒီလုပ်ရက်တွေကိုသက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေထံကိုပေးပို့သွားမှာဖြစ်ကြောင်းအားရကတက်တော်ရဲ့ထုတ်ပြန်ချက်တွေမှာပြောဆိုထားပါတယ်။ဒါပြင်ကြောက်တော်မျိုးတွေကလူတွေရက်ွက်တွေကိုလည်းမီလာ၁၄ရက်နဲ့၅ရက်၂ရက်သက်တိုက်လေကြောင်းတိုက်ခိုက်မှု ဆစ်ရှုံးကောင်စီကပြုလုပ်ခဲ့ပြီးကလေးငယ်တွေမျိုးသမီးတွေအပေါင်းရသပြည်သူ9ဦးသေဆုံးပြီးတော့17ဦးဒဏ်ရာရတဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့ပါတယ်အဲတော့အာနာသိန်းလေးနှစ်တာကာလအတွင်းမှာစုလိုက်ပြုံလိုက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ပေါင်း80ထက်မနည်းဒီဖြစ်တဲ့နေမှာရသား1599ဦးပြေဆုံးခဲ့ရတယ်လို့ ISP မြန်မာကဒီမေလ14ရက်နေ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာချက်လက်နဲ့ကွာဖော်ပြထားပါတယ်အဲ့တော့အနာသိန်း၄နှစ်ကျော်ကာလအတွင်းမှာ စုစုပေါင်းဒီတယောက်နှစ်ယောက်တက်တာမဟုတ်ဘဲနဲ့၅ယောက်နဲ့အထက်၄ယောက်နဲ့အထက်အစုလိုက်အပြုံလိုက်တက်ပြတ်ခဲ့တဲ့ဖြစ်စဉ်ကစုစုပေါင်း80ရှိပြီလို့ ISP မြန်မာကပြောပါတယ်ဒီဖြစ်စဉ်တွေထဲမှာသိဆုံးရတာ1596ဦးတောင်ရှိခဲ့ပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီကနေ့နေ့လယ်ခင်းမှာတွေ့ရှိရတဲ့ထူးထူးခြားခြားသတင်းအကြောင်းအရာတွေကိုကျွန်တော်တို့မောင်နှမတစ်ယောက်ကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီသတင်းတွေထဲမှာဆိုလို့ရှိရင် ကျွန်တော်တို့ပါတီတို့နေ့စဉ်ရက်ဆက်စကမ်းတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုသိမ့်နေတဲ့စကမ်းသိမ့်တိုက်ပွဲတွေကိုအားရ1000မြင်တွေ့ရသလိုဒီလူလူတွေနေ့စဉ်နဲ့မြောက်ဘုံကျက်တက်ဖြတ်ခံရမှုတွေကိုလည်းကျွန်တော်တို့မျက်ဝါးထင်ထင်တွေ့မြင်ရအောင်ဆိုသည်တက်ဆက်ပေးတာဖြစ်ပါတယ်အဲ့တော့ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွမြောက်ကြပါစေလို့ဆုမကောင်းတောင်းပါတယ်ဆိုသည်ကလည်းဆက်ပြီးတော့ပြည်သူတွေကိုတင်စကားပပေးပါဦးဟုတ်ကဲ့ပါရှင် ပြည်သူတွေအားလုံးဆက်ရောကိုပါကြားမှချမ်းသာပြီးဆရာနာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။